ဆရာဖြစ်တဲ့ခင်လိုင်ထက်လက်ဆောင်ထက်နေလို့နိုင်ငံတော်ဇက်ကားမှာတရုတ်ဆောင်ခွင့်ရခဲ့တဲ့စူပါလင်းနဲ့တွက်လက်ပရိသတ်များလုံးမဲမင်္ဂလာပေါင်းဗီယက်နမ် page လေးကနေကြည့်ဆိုလိုက်ပါတယ်လူရှင်တော်စူပါလင်းတို့အဖွဲ့ကဟာတတိုင်းမှာခရေကနမည်ကြီးလာခဲ့သူတယောက်ဖြစ်ပြီးနှစ်ဖွဲ့ကွဲသွားတာကြောင့်စူပါလင်းနဲ့တွက်လက်တို့ကပဲပိုအောင်မြင်လာတာပေါင်းစူပါလင်းနဲ့တွက်လက်ကလူရှင်တော်ဘဝကနေတရုတ်ဆောင်ဖြစ်လာခဲ့ပြီးတဲ့နောက်မှာတော့အခုဆိုရင်နိုင်ငံတော်ဇက်ကားမှာတော့တရုတ်ဆောင်ခွင့်ရသွားခဲ့ပါပြီ ဒီရပိုင်းမှာနမဲကြီးနေတဲ့ခေတ္တမိုင်းကိုဒုံဆိုင်မြေသူများဇက်ကားထဲမှာစူပါလင်းနဲ့တွက်လက်တွက်ကတက်ညီလက်ညီတရုပ်ဆောင်ထားခဲ့တာပါဒီဇက်ကားထဲမှာနေတိုမြင့်မြတ်နေဝင်အေးချမ်းမောင်မေမြင့်မို့ချူလေးတို့လည်းပါဝင်ပါတယ်ထိတ်တန်းမင်းသားတွေကိုတစုတစီရဲ့မြင်ကွင်းရတဲ့အခွင့်အရေးတစ်ခုဖြစ်ပြီးစူပါလင်းနဲ့တွက်လက်တွက်ကဒီဇက်ကားထဲမှာတရုပ်ဆောင်ခွင့်ရသွားတာပါဒီဇက်ကားထဲမှာသူတို့နှစ်ယောက်ရဲ့အဖေဆရာဖြစ်တဲ့ခင်လိုင်တော်မပါဝင်ခဲ့ဘူးရှင်ခင်လိုင်တော်နမဲကြီးရဲ့အနုပညာရှင်ကမွေးထုတ်လိုက်သူဖြစ်တာကြောင့်စူပါလင်းနဲ့တွက်လက်တောင်အရန်အောင်မြင်နေပြီဖြစ်ပါတယ် ခင်လိုင်စူပါလင်းနဲ့တော်လတ်တို့ကလက်ရှိမှာလည်းအလုပ်တွေကိုတူတူတွဲလုပ်နေကြပေါင်းခင်လိုင်ကအလားလာရှိတဲ့လူရှင်တွေနဲ့ဟာသာတရုတ်ဆောင်တွေကိုမွေးထုတ်နေတဲ့သူပေါင်းဒါကြောင့်လည်းတမိုင်းဝင်မဲ့ဇာကားမှာတရုတ်ဆောင်ကိုရာသွားခဲ့တာရှင်စူပါလင်းဟာလွန်ခဲ့တဲ့မေလကပဲရေမတော်တစားမှုတစ်ခုဖြစ်ပြီးထိန်းသိမ်းခံခဲ့ရတာပေါင်းသူကြောင့်လူ၃ယောက်လည်းကွယ်လွန်ခဲ့ရပေမဲ့အခုတော့နိုင်ငံတော်ဇာကားထဲမှာတော့တရုတ်ဆောင်ကိုရောင်းနေပြီဖြစ်လို့အားလုံးကအံ့ဩနေကြပါတယ်လွန်ခဲ့တဲ့မေလ10ရက်နေ့မှာတော့စူပါလင်းမောင်းလာတဲ့ကားကမတော်တဆမှုဖြစ်သွားခဲ့ပြီးလမ်းဘေးမှာသွားနေတဲ့လူ၃ယောက်ကကွယ်လွန်ကတယောက်ကတော့ တော့ပေါင်ကျိုးသွားခဲ့ပါတယ်။ရိုက်ကွင်းကနေပြန်လာတဲ့အချိန်ည7:00နာရီကျော်ခန့်မှာမိုးရေကလည်းရွာနေပြီးရှေ့မှာရှိနေတဲ့ဘေးရဲဆိုင်ကနေမတော်တဆဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ဘေးရန်ဆိုင်ကယ်ပေါ်မှာပါလာတဲ့အမျိုးသမီး၃ယောက်ကတော့ကွယ်လွန်ခဲ့ရပြီးဘေးရန်ဆိုင်ကယ်မောင်းတဲ့အမျိုးသားကတော့ပေါင်ချိုးသွားခဲ့ရပါတယ်။စူပါလင်းဟာဘီယာအရန်ချိုက်သူဖြစ်လို့ရှွတ်တင်ပြီးတဲ့အချိန်မှာလည်းဘီယာကိုအရန်တောက်ပါတယ်။တခါတရံရိုက်ကွင်းမှာလည်းတောက်နေတက်တဲ့စူပါလင်းကရိုက်ကူးရဲကအပြန်မှာမူးပြီးအာယုံများခဲ့လို့၃ယောက်ကကွယ်လွန်ခဲ့ရတာပေါ့။တယောက်ထဲတော်မဟုတ်ဘဲ၃ယောက်ဖြစ်ပြီးကွယ်လွန်သွားတဲ့အမျိုးသမီးတွေကအသက်၂၀ကျော်အရွယ်မိဘတွေကိုလှုပ်ကျွေးနေတဲ့သူတွေပေါ့။ ပုံချိုးသွားတဲ့ဆိုင်ကယ်သမားကလည်းအုံပင်တက်တဲ့အလုပ်ကိုလောက်ကင်သူဖြစ်လို့ခြေောက်ကအဓိကသုံးရသူဖြစ်ပါတယ်။အဲဒါကြောင့်နင်နာရတဲ့မိသားစုတွေလည်းရှိပြီးတရားမျှတမှုကိုလိုချင်ခဲ့ကြတာရှိရင်လူ၃ယောက်တောင်ကွလွန်သွားရလို့စူပါလင်းကိုအတော်ကြောင်ထိန်းသိမ်းခံရမယ်လို့ထင်ထားခဲ့ကြပါတယ်။ ဒါပေမဲ့စူပါလင်းကမကြခင်မှာပြန်လွတ်လာပြီးတော့အခုတော့ဇက်ကားကိုတော်ရိုက်ကူးနေပြီဖြစ်တာကြောင့်အားလုံးကလည်းအံ့ဩနေကြတာပေါ့။နိုင်ငံတော်ဇက်ကားမှာပအဝင်ခွင့်ရတာကလည်းစူပါလင်းအတွက်တော့မဟာအခွင့်အရေးကြီးတစ်ခုဖြစ်ပါတယ်။အနုပညာရှင်တွေဆိုတော့အဖြူရောင်တွေဖြစ်လို့တရုတ်ဆောင်ကောင်းနေရုံတင်မကပဲနိုင်ငံအတွက်လည်းအကျိုးပြုတင်တာကြောင့်ဇက်ကားထဲမှာတရုတ်ဆောင်ပေးခဲ့တာပေါ့။တွက်လန့်နေစူပါလင်းကအခြားဇက်ကားထဲမှာအတွဲညီတယ်လို့ဒီဇက်ကားထဲမှာလည်းစိတ်ပါလက်ပါတရုတ်ဆောင်ပေးထားကြပါတယ်။ ဆရာထက်တပည့်ကလက်ဆောင်ထက်နေလို့ခင်းလိုင်းတောင်မပါဝင်တဲ့ဇာကားမှာတရုတ်ဆောင်ခွင့်ရတဲ့စူပါလင်းနဲ့တွက်လက်တို့ကတော့တကယ်အရေးချင်းရှိကြပါတယ်။လူ၃ယောက်ကိုမတော်တဆဖြစ်စေခဲ့ပေမဲ့လည်းဘာမှမဖြစ်သွားပဲဇာကားတော်ရိုက်ကူးနေတဲ့စူပါလင်းအပေါ်ဘလို့ထင်မြင်မိလဲဆိုတာခမမပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။